မကောင်းမှုရှောင်ကောင်းမှုဆောင်နဲ့မကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲကောင်းမကောင်းကိုဘာနဲ့တိုင်းတာကြရမလဲဒါကိုသိရှိနားလည်ဖို့လိုအပ်တယ်ကောင်းမကောင်းကိုကြိုက်မဲ့ကြိုက်နဲ့တိုင်းလို့မရဘူး ကောင်းမကောင်းဆိုတာကြိုက်မကြိုက်နဲ့သွားတိုင်းမယ်ဆိုလို့ရှိရင်ကိုမကြိုက်ရင်မကောင်းဘူးကိုကြိုက်ရင် ကောင်းတယ်လို့လူလောကမှာကြိုက်ကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ကောင်းမကောင်းဆိုတာတွေလည်းအမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့ဒီနေရာမှာကောင်းမကောင်းဆိုတာစံတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့နားလည်ကြရမယ်။ညမစကားတွေမှာကောင်းမှုမကောင်းမှုဆိုတာရယ်ကောင်းမှုဆိုတာရယ် ြည့်သွင်းပြီးတော့ပြောတယ်အဲပြောတဲ့မှာနောက်ထပ်ဆက်ပြီးတော့ပြောတဲ့စကားတစ်ခုကပါတော့ဆိုရင်မကောင်းမှုအကုသိုလ်ကောင်းမှုကုသိုလ်ဟောဒီလိုပြောကြတယ်ပေါ့